ချက်တိုးလာတဲ့ဒဏ်ရာစရင်နဲ့ပြောင်းလဲသွားတဲ့အချက်တစ်ချက်အလုံးမဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လီဗာပူးတင်ဟာရလက်ဆူတွေကြားမှာရုန်းကန်နေရတဲ့အထက်ကာတစ်ဂျုံးကဒဏ်ရာထရရသွားပြီးတော့အခုဆိုလို့ရှိရင်လီဗာပူးအသင်းစီမှာဒဏ်ရာရနေတဲ့ကစားသမား၈ဦးအထိကိုရှိလာခဲ့ပြီဖြစ်ပါတယ်။ကာတစ်ဂျုံးဒဏ်ရာရနေတာက အသင်းအတွက်အနည်းငယ်လေးဆိုရင်စရာပါ။ကရာဗီကဒဏ်ရာကြောင့်နားနေချိန်ကာတစ်ဂျုံးကထပ်ပြီးတော့မှဒဏ်ရာရနေခဲ့တာပါ။ကတိကျောင်းအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာအကောင်းဆုံးဆက်ဆောင်ရည်တွေကိုပြသနိုင်ခဲ့ပြီးတော့ပွဲစဉ်မှာ rating အများဆုံးဖြစ်ခဲ့ပါတယ်။ This is MV TRReader.echo ကိုရောရဲ့ average reading ဒီအရာကတိကျုံးက6.5နဲ့အများဆုံးဖြစ်ခဲ့တာပါ။ဒီသတင်းဌာနတွေရဲ့တွက်ချက်မှုအရာလီဗာပူးအသင်းမှာ rating 5ထက်နေတဲ့ကစားသမား9ဦးထိရှိခဲ့တာဖြစ်ပါတယ်။ဆိုတော့လီဗာပူးအနေနဲ့ကလည်း Brentford ကိုရှုံးခဲ့တာတိတ်တော်မထူးဆန်းတော့ပါဘူး။ဒီပွဲမှာနီးပြတအူတဲ့အပေါ်မှာမူတည်နေတာတော့မဟုတ်ပါဘူး။ကစားသမားတွေနဲ့လည်းသဆိုင်သွားပါပြီ။အကောင်းဆုံးစူးစမ်းခဲ့ပြီးမြင်အသင်းအတွက်အနိုင်ရလက်တွေကိုတော့ပုံဖော်နိုင်ခဲ့ခြင်းမရှိတာမျိုးပါ။ ဦးချင်းစီရဲ့အမားတွေကနေအတင်းလိုက်အဆင့်အမားတွေဖြစ်လာတဲ့အခါမှာအခုလိုမျိုးပြင်ဆင်ရမယ့်ရလဒ်မျိုးတွေအထူးဖြစ်လာခဲ့တာပါ။လိုအပ်ချက်တွေလည်းများခဲ့ပါတယ်။ရောဘတ်ဆန်ပြောသလိုဂိုးပြန်ရဖို့အတွက် တသိန်းလုံးကိုအရှိတက်ကစားစီခဲ့တဲ့နီးပြကြီးရဲ့ viewer ကလည်းမှားခဲ့ပါတယ်။တသိန်းလုံးလိုအပ်ချက်ကြီးမှားခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။တစ်ဖက်မှာကလည်းစွန့်လွတ်နိုင်ရင်စွန့်လွတ်မစွန့်လွတ်နိုင်ရင် ခွင့်လွှတ်ရပါမယ်။သိကြပါတယ်ဘလောက်ပဲရှုံးပါစေလီဗာပူးအသင်းကိုတော့စွန့်လွတ်နိုင်ကြမှာမဟုတ်ပါဘူး။ ီလိုဆိုရင်ခွင့်လွှတ်ရပါမယ်။ခွင့်လွှတ်ရုံနဲ့ပြီးပြီလားဆိုရင်လည်းမပြီးသေးပြန်ပါဘူး။အသင်းအနေနဲ့လည်းအမားတွေကိုပြန်ပြင်ပြီးတော့လမ်းမှန်ကိုတက်လို့ရပါသေးတယ်။အထင်ရှားဆုံးနည်းလမ်းတစ်ခုကိုပြောရရင်မနစ်ကရာသီမှာကျင့်သုံးခဲ့တဲ့အတိုင်း433ကစားခွက်ကိုပြန်ပြီးတော့မှကစားဖို့ပါပဲ။အလိုလဲဆိုလို့ရှိရင်မနစ်ကတရာသီလုံးကစားခဲ့တာတော့မှရှုံးပွဲ၄ပွဲပဲရှိခဲ့ပြီးတော့အခုရာသီမှာ၉ပွဲသာကစားထားရသေးပြီးတော့ရှုံးပွဲက၄ပွဲအထိရှိခဲ့ပြီဖြစ်ပါတယ် လက်ရှိအသင်းမှာရှိတဲ့ကစားသမားတွေကလည်း433ဟန်နဲ့ဆိုရင်အတော်လေးအဆင်ပြေမဲ့ပုံမှာရှိပါတယ်။ကိုက်စစ်သုံးနေရာမှာဂပ်ပိုအီကီတီကီအီဆက်တူကိုထားလို့ရတယ်လို့ဆာလာခီဇာတို့ကလည်းအဆင်သင့်ရှိပါတယ်။433ဆိုရင်ကွင်းလယ်ကလည်းပိုကြည့်လင်လာဖို့ရှိပြီးတော့ပိုကောင်းတဲ့အရလက်တွေကိုပုံဖော်ပေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့နီးပြကြီးအမ်စလော့ကတော့ပြောင်းလဲပါမလားစဉ်းစားစရာပါပဲ။သူ့ရဲ့မာနကိုမလျှော့ဘဲအခုအတိုင်းဆက်သွားရင်တော့ယာဒီကောင်ရင်အဆင်လေးအတွင်းဝင်ရဖို့ကမျှော်မှန်းချက်ဖြစ်လာပါလိမ့်မယ်။ ဘာတွေပြောနေရင်းနဲ့ပဲလီဗာပူးအသင်းစီမှာတရားရနေတဲ့ကစားသမားက၈ဦးအထိရှိလာပါပြီ။ဒီအချက်ကလည်း Amslot ထဲသွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်နေပါတယ်။အကောင်းဆုံးအနေနဲ့အတူပြန်လာနိုင်စေဖို့ကိုပဲရည်ရွယ်လိုက်ရပါတယ်ရှင်။